ဆရာကြီးမင်္ဂလာပါရှင်။မင်္ဂလာပါသမီး။အခုမေကွန်းရှင်ကဒေါ်မေသူခင်ပါ။ဟုတ်ပြီဗျာအသက်က40ပါဆရာကြီးအရွယ်ကောင်းနေနော်ဟုတ်ကဲ့ဆရာမမင်းဆရာစိတ်ထဲမှာအဲ့လိုအရွယ်ကောင်းနေမင်းခံစားရတယ်တိလားဟုတ်ကဲ့ပါဆရာဥမာ80ကျော်မှ60ကျော်မှမေးတာကိစ္စမရှိဘူးလေဒီအချိန်เนี่ยအလုံးလုံးတဲ့အချိန်နော်အလုံးလုံးအဆုံးအချိန်ရွယ်ကောင်းနေမိပါရဲ့ဆရာမလားဆရာမတယ်ဆရာကြီးညောက်ကလာပါ ဆရာကြီးရှင်တဲ့လွန်ခဲ့တဲ့15နှစ်လောက်ကတဲ့လေးဘက်နာတဲ့ယောဂါဖြစ်ပါတယ်အခုဆရာမအသက်ကဘယ်လောက်လဲအခုက40ဆရာကြီးလွန်ခဲ့တဲ့15နှစ်ဆိုတော့အစိတ်ပေါ့အသက်အစိတ်ပေါ့အရွယ်သိပ်ကောင်းနေချင်ဟုတ်ပြီလေးဘက်နာဖြစ်ခဲ့ပါတယ်တဲ့အခုတဲ့လေဘင်းနာပြီးအတန်ပြောက်တာတဲ့အမြဲလိုလိုပါပဲတဲ့အေးသမီးရေအကြောင်းဆရာမသမီးနော်ဟုတ်ကဲ့ဆရာကြီးသမီးဆရာမရေဆရာမလုတ်တယ်လေဘင်းနာတဲ့အတန်ပြောက်တယ်ဆိုတာကတော့ နောက်တစ်ခါဒါမကောင်းဆုံးပဲနောက်တစ်ခါလေချောင်းမှာတဲ့ပြည်တွေအများကြီးရှိနေပြီတဲ့တွေးတောင်မျိုးချလို့မရအောင်နာပါတယ်တဲ့ပြည်စီချောင်းကိုတဲ့အခုပထမဆုံးမှာတဲ့ဟုတ်လားဟုတ်ကဲ့ဆရာကြီးဟိုအဲ့ဒါကတော့သမီးပြည်မှန်သမျှဟာလေဟုတ်ကဲ့ဆရာကြီးအပူရင်းတစ်ခုမှာအပူများလို့ပြည်တယ်တာသမီးဟုတ်ကဲ့ဆရာကြီးအပူများလို့ပြည်တယ်တာဆိုဆရာမသမီးသမီးဆရာမအနေနဲ့ဆရာကြီးပြောခြင်းနေနော်အပူဆက်မှန်သမျှအကုန်ဖြတ်ပလိုက်ပါသမီးရဲ့ ဟုတ်ကဲ့ဆရာကြီးနော်ညီကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီဥမာလေးဆေးရပြောကျင်တယ်နော်ကျောင်းနေမှာလဲရောင်းပါပဲအရက်ထဲလဲရောင်းနေနော်မူရတန်းကြောင့်အလယ်တန်းကြောင့်အထက်တန်းကြောင့်တက်ကူတို့အကုန်ရောင်းတာအာဘူးရှာဘူးတို့မုံဒီတို့ချင်ကန်ဆက်တို့ရှူရှဲတို့ဆက်ရှိန်တို့တင်မောသီးတောင်းတို့မာလာရှန်ကောတို့ဆေးတခါတည်းကိုဟိုဥရစရွတ်တို့ရွတ်ပြလဲတာသီးလားနော်ဘာလို့ရွတ်ပြလဲဆိုရင်ထက်ထက်ပြောလေမှတ်မိလေမို့တို့ဟုတ်ကဲ့ပါမှတ်မိစေချင်တို့ အဲ့လောက်ပြောတာတော့စားတာတော့စားတာပဲနော်နှစ်လက်မလောက်ရှိရရှာလေးကိုလူတွေကဘာဖြစ်ကြလဲအလိုလိုက်အလိုလိုက်ကြတယ်အဲ့ရှာလေးကိုနေဆုံးမကြပါနော်စားပါအဲ့ဒီရတာတွေကိုအာသာပြေုံစားပါနော်ရတာလေးပြန်မြကိုစားပါအဲ့တော့မင်းရှိနေစားပြီဆိုရင်တော့အဲ့ရှာလေးနှစ်လက်မလောက်လူလိုက်တကူလုံးခံစားပါမယ် စပင်းနေကျွတ်မယ်စပင်းနေဖြူမယ်သွားတွေနာမယ်အခုကဆရာကြီးအတန်ပြောက်တာရယ်အတန်ပြောက်တာရယ်ခုနကလေချောင်းထဲမှာတတွေးမျိုးချလို့မရအောင်ဖြီးတွေတဲနေတာပေါ့နော်အဲ့ဒီဟာအတွက်အဲ့အခုပြောတာလဲအဲ့ဒါနဲ့တိုက်ရိုက်နှီးပါပါပဲတမီးရဲ့ဟုတ်ကဲ့ပါဆရာနော်အဲ့တော့အတန်ပြောက်ထားအတွက်ကတော့အတန်ဆိုတာဝါရော့တက်လေဟုတ်ကဲ့ပါဆရာနောက်ကိုယ်ဆရာမလောက်ရတာဆိုတော့တမီးအနေနဲ့ပို့ဆိုးတာပေါ့ မဆ iam မလို့တဲ့တပြင်းလူအမနားလို့ရမယ်ဆ iam မဆိုတာအ ਨੇ ဆုံးနော်စာတင်နေချိန်မှာမတင်တော့မှခလေးကိုစုံပါမယ်ခလေးတွေစော့နေရင်မပြောလို့ကိုမရတော့ဘူးပြောရတော့မယ်အဲ့ဒီအခါမှာအားနဲ့အင်းနဲ့စိတ်လက်မှန်ပါကြီးမပြောဘဲနဲ့ဟောငါမှာတော့ဒီယောဂရှိတယ်ဆိုတာကိုစင်ကျင်ပြီးတော့ချီဟန်လက်ဟန်နဲ့ပြောလို့ရချီဟန်လက်ဟန်နဲ့ပြောလိုက်ပါ ဆီယာမဆိုတဲ့เจ้าသားမျက်နှာရဲ့မျက်နှာကိုအမြဲကြည့်နေတာမျက်နှာရဲ့မျက်နှာမောင်းလေးနဲ့စုံမလို့ရမျက်နှာရဲ့မျက်နှာမောင်းလေးနဲ့စုံမပါဟုတ်ကဲ့ဆရာဘဇက်ကကြီးအမြဲအသုံးမပြုပါနဲ့ဦးလို့နော်နောက်တစ်ခုကဒီစကားပြောတာအတွက်ကတော့ဆရာကြီးတို့တိုင်းရင်းစည်းပညာရဆိုရင်အရသာ6မျိုးပေါ့နော်ဟုတ်ကဲ့ပါဆရာချူချင်းဆက်ဖန်ခါငန် 6ဌာန်ရတာဟုတ်ကဲ့ပါဆရာအဲ့ဒီထဲမှာအဖန်နဲ့အကြိုကိုရှောင်ရပါမယ်ဟုတ်ကဲ့ပါဆရာနော်အချင်းနဲ့အခါကိုစားပြရပါမယ်အထူးသဖြင့်အခါကိုသမီးစားလို့ရှင်ပူတဲ့ပါတယ်ဟုတ်ကဲ့ပါဆရာအခါကဘာလဲဆိုတာလည်းပဲအများကြီးမတွက်စားပါနဲ့ဟိုအခါမဲစီလီရွေးနဲ့ဂွေတော့ရဲ့ဟာအစ်စ်မြတ်ဆုံးပါကျွန်တော်မဲစီလီရွေးပြုတ်မဲစီလီဘူးပြုတ်မဲစီလီရွေးဟင်းဂျူ မဲစီဒီဘူးခွေတော်ရဲ့ရင်ကျူအဲ့လူတွေစားပေးကြဖြင့်သမီးယောကစီးခဲ့သူအကျိုးသက်ရောက်တဲ့အစာအာဟာရအစာလဲစီစီလဲအစာဆွေတဲ့အတိုင်းသုံးဆောင်ကြည့်ပါလို့ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ဆရာကြီးဒီဟိုဟာလို့ကြီးတဲတာတို့ဘာလို့ကြားဆရာကြီးငုံတာတို့ဘာလို့ဟောအဲ့ဒါတော့ပျောက်ရည်လေးငုံတာတို့ခုနကတော့ပြောတဲ့အားကပြည်တယ်ပျောက်တာပဲလေပို့ဟုတ်ကဲ့ပါဆရာကြီးပြည်တယ်ပျောက်ပါလေကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင် ဘုရားရှင်းကြပါစေဗျာ။